စေတတ်တဲ့တရားကိုသတ္တလို့ခေါ်တယ်။သတ္တနဲ့စေရနာစေရနာဆိုတော့အကောင်းကြီးမဟုတ်ဘူး။နော်လူတွေကတော့ငါကစေရနာတအားပြောတာနဲ့ပြောစေရနာကအကောင်းဆုံးတစ်ခုရှိတယ်။သတ္တမှာတော့ဆုံးမပါအကောင်းကြီးပဲ။နော်အဲ့တော့စကားတော့တဲ့အခါမှာစာနဲ့ပေးနေညညောပြောရင် ငါကစေတနာကောင်းနေပြောတယ်လို့တော့ပြောလို့ရတယ်စေတနာနဲ့ပြောတယ်ဆိုရင်ကတော့ကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်နော်စေတနာဆိုတာကောင်းတဲ့အလုပ်ပဲဖြစ်စေမကောင်းတဲ့အလုပ်ပဲဖြစ်စေတော်အားကိုဖြစ်ပေါ်စေတတ်အဲ့ဒါစေတနာအဲ့ဒီစေတနာကိုပဲစေတနာဟံပေကွေကမ္မဝရာပိတို့ဟောတာနော် တုတ်တန်နဲ့မှာတတုတ်ပဲရှိတယ်အဲ့ဒါညသောပြဟောတဲ့တုတ်တန်နေပေဒီကတုတ်ဒီမှာအဲ့ဒီစကားလေးပါတယ်ဒါပေမဲ့အဲ့ဒီစကားလေးကတော်တော်တွင်ကျဲနေပေါ့လူတိုင်းလူသိနေကြတယ်စေရနာအံဘိကွေကမ္မဝရမိတော့အဖြစ်တဲ့စေရနာကိုကံလို့ပြောတယ်လို့ညသောပြဟောတယ်ကုသကံပဲဖြစ်ဖြစ်အကုသကံပဲဖြစ်ဖြစ်စေရနာရဲ့ဆန်းဆောင်မှုပဲဖြစ်တယ် ဲ့တော့အကောင်းကြီးပြောတယ်မြတ်နော်စေရနာကိုအကောင်းကြီးမယူပါဘူးအဆိုးလဲစေရနာအကောင်းလဲစေရနာကောင်းတာနဲ့တွဲမှစေရနာကောင်းမကောင်းတာနဲ့တွဲစေရနာဆိုအဲ့လိုတမျိုးရှိနိုင်တယ်တတ္တဆိုရတော့ပါတော့ဆိုရင်ကိုလုတ်တဲ့လုပ်ငန်းပေါ်မှာလုတ်တဲ့လုတ်တိုက်တဲ့လုတ်ဆုံးဖြတ်ပြီးတော့ စိတ်ကြည်လူမှုစိတ်ဝင်စားမှုစိတ်တဲ့ပါလှုပ်ချင်တယ်ကောင်းတာပဲလှုပ်ချင်ကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာတဲ့အခါတတ္တကဥဆောင်သွားတာဖြစ်တယ်နော်ပြောရင်တော့လူတွေကစေတနာကောင်းလိုက်တာလည်းပြောကြတာအမှားတော့တတ္တကောင်းတယ်လို့ပြောရင်ပို့ပြီးတော့သဘာဝကျတယ်နော်တတ္တကောင်းတယ်တတ္တဆိုတာ စိတ်ဝင်စားမှုစိတ်ကြည်လင်မှုကိုလိုတဲ့လောကပေါ်မှာစိတ်ကြည်ကြည်နူးမှုလုံးတဲ့လုံးတိုင်းတဲ့လို့ဆုံးဖြတ်မှုအတ္တိမောခလို့လည်းခေါ်တဲ့တတ္တဝအဲ့တော့တတ္တနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာဓာရီအများကြီးပဲရှိတယ်နော်တတ္တနဲ့ပတ်သက်ပြီးတော့တုတ်တဲ့တစ်ခုမှာ တပီမရောက်နေတဲ့နတ္တနတ္တမီတွေဟာသူတို့ဘဝဆွနုရရတော့မယ်နတ်ဘဝကစုတည်တော့မယ်ဆိုတဲ့အခါမှာအခြေအနေကရဖြစ်ပေါ်လာတယ်။နမိတ်ပြတယ်လို့ခေါ်တော့ဘောနော်အရင်နမိတ်ဒီပေါ်လာတယ်။ပါတော့စေစိတ်နဲ့ပြောမစေစိတ်နဲ့ပဲသိပ်ပဲပြောတော့နေရတယ်။အဲ့ဒါလည်းတခုနော် Nau dah kutru wadari awo saria. Nenek noang lah. Duri awo saria lu kena ada poya. Turu jara poya ramsiu. Ero, poa dah kusau tak dah mesui. Awo kalen noang lah le. Bangalen yu lah le. Kana guma lewe. Noang ne lah le yu po lah le. Jaya-jaya cuidut lah le. Sore eri. Sore eri. အတိတ်တပိတ်ဒီအရေးအောင်နေပြလာပြီဆိုလို့ရှိရင်သူ့ကိုတငယ်ချင်းပေါင်းတဲ့နေကနန်းတို့ဥယျာဉ်ထဲကိုဆွဲခေါ်သွားတယ်ဆွဲခေါ်သွားပြီးအပေးကြတယ်မမစိတ်မပူနဲ့ပေမစစိတ်မဝင်စားနဲ့သူ့ဒီပုံကိုသွားနိုင်ငံညာထွက်ပြီးစီပွားရှာတယ်လို့ပေါ့သူဒီဘုံကိုသွားသူဒီဘုံဆိုတာ ပြီးတော့အကောင်းဆုံးအရာကိုရအောင်ယူရတာတဲ့ရောဘောမှာခိုင်မအောင်ဆွဲဆဲပြပြရတဲ့ဒီစကားသုံးခုပြောလိုက်ဒီစကားသုံးခုရဲ့အတိတ်ပဲကနတ်တွေကတော့နားလဲတယ်လူတွေနားလဲဘာမှမဟုတ်သေးဘူးအဲ့တော့မြတ်စွာဘုရားကရှင်းပြတယ်သူဒီဘုံသွားဆိုတာနှလောကမှာတတိုက်သေးတယ် သူဒီကုန်ဆိုတာလူဘုံကိုပြောတာတဲ့။ဘာဖြစ်လို့သူကတိခေါ်တာတော့လို့စေလူဘုံရောက်လာလို့ရှိရင်သူတို့ကလူရာတဏ္ဍာရီလောက်ကြတယ်။တတတကုန်သီလစောင့်နေကြတယ်။ကုသကောင်းမှုတွေလုပ်ကြတယ်။ဒါကြောင့်မလို့တရားပြရင်နှစ်ပြည့်ရောက်ရင်ပိုးစီပွားတတ်တာ။ယုံစင်းနေရလဲပိုးလာလာတယ်။ဘုဒ္ဓကိုယ်တွေကလည်းပိုးကြီးလာတယ်။နတ်တွေကလူတွေနဲ့ပြောင်းများ လားလူတွေကအသက်အရွယ်ကြီးလာရင်ဥသွားပြီးရှုံ့တော့ရုပ်ပြစင်ပြဖြစ်လာတယ်။နတ်တွေကအဲ့လိုမဟုတ်ဘူး။အသက်ကြီးပြီးလာနေတယ်။နတ်ကတောင်းတဲ့လူတွေလူတွေကဗာနဲ့တူလို့ဆိုရင်ခပ်ပုံရရပြောရင်ခွေနဲ့တူတယ်။ခွေကငယ်ငယ်လေးရတော့လာတယ်။တက်ကြည့်လိုက်ခွေဝဲစားခွေဥကြီးဆိုကြည့်ကောင်းတော့နော်အဲ့ပုံစံဖြစ်တာ။တော့မငယ်တော့က ခွေလို့မကျင်တဲ့တောင်းလို့ကျင်စာလေးတွေကိုဖတ်ခဲ့ဘူးရတယ်ဖတ်ရဘူးလေခွေအငဲတော့ငါတို့ချစ်စရာလေးကြည်လာလေးရုပ်စုံလေးကြည်လာလေးတောင်းကတော့မဟုတ်ဘူးတောင်းကပေါ့စာလေးတော့လက်တောင်းငဲ့လို့ပဲကြည်မကောင်းကြည်လာလေးလာလေးကြည်လာလေးလာလေးကြည်သေးရှိသည်အဲ့တော့နတ်တွေကလူတွေနဲ့မတူတာပါတော့စင်အသက်ကြီးလေးပို့လာလာလေး အသက်ကြီးနေဖို့တောက်ပြောင်လာတယ်။တကူလည်းပို့ချီလာတယ်။အဲ့ဒါလူတွေနဲ့မတူတဲ့အချက်ပဲ။အဲ့ဒါပဲမှပါတာလို့ဆိုဥရိယပဒပဒသမပါတယ်။ဟောဥရိယပဒသမပါတယ်။နတ်တွေဟိုးသွားမှသိပ်ကြောက်ရအောင်။လူတွေကြတော့ဟိုးတယ်။ဟိုးရာဟိုးလူမသိအောင်လို့ပို့တောက်ထိုးကြတဲ့ချလူတွေ။ဘေးတော်နာတွေကိုမတော်အောင်လို့ အနာခံပြီးတော့လုံကြတဲ့လူတွေ။အိုရာအိုရာပါပဲ။နော်။အိုရာပါပဲမရပါဘူး။နတ်တိကြရတာပေါ့အိုရော။အဲ့လိုပြောတာ။အဲ့ဒီတော့နတ်ဟာဒီကနေ့မှနမိတ်ပြလာတဲ့အခါမှာခေါ်လာပြီးတော့ခန္ဓာလူစကားသုံးငုံပြောကြတယ်။အဲ့ဒီကတော့ငုံနေအတူတိပုံသွားဆိုတာလူပြေသွားလို့ပြောတာလေရသော်ပြအရှင်ပြနတ်တွေအတွက် dua tu ni bawa. Paulus Rusi, sabi jangan mana saudara, tidak kama bumi. Dubiha, alu dulu ya, kama bumi tu kau. Kudu kau tu kau ni, alu dubi mana dulu ya. ဒါကြောင့်ဘုလို့ကမ္မဘူမိလို့ပြောတာနော်ဣဒာကမ္မဘူမိဣတိဝမေဃဘာဝနာနိဗ္ဗာန်သွားခြင်းနဲ့စေတရားတစ်ပါးအထုတ်တာလည်းလူပြည့်ပဲအဲ့တော့လူပြည့်ဟာအကောင်းဆုံးပဲအကောင်းဆုံးမို့သွားလို့ပြောတာသူတို့နော်တော်တော်လူတိုင်းဟာအကောင်းဆုံးမို့ရတာလေတဲ့တိုင်းအကောင်းဆုံးလှုပ်တည်လှုပ်နိုင်တယ်လားဆိုမလှုပ်နိုင်ဘူးတချို့ကြလှုပ်အောင်မနိုင်ဘူး မသိတဲ့တွေပုံများတယ်အဲကြောင့်မို့လူပြည်ကကောင်းနေဆိုတာသိထားဖို့လိုတယ်နောက်တကအကောင်းဆုံးအရာကိုရအောင်ယူဆိုတာတတတရားကိုပြောတာတယ်လူဖြစ်လာပေမဲ့တရားရှိမှကုသိုလ်ဆိုတာလုပ်တယ်တတဆိုတာစိတ်ကြည်နူပြီးတော့ကိုယ်စိတ်ထဲမှာလုပ်တင်လုပ်နိုင်တယ်ဆိုတော့လူတရားဟာ ုသိုလ်ကောင်းမှုပဲစိတ်ဝင်စားနေတဲ့လူတယောက်ဟာအိမ်မှာရှိတဲ့ဘုရားငါတော်တန်တန်ရှင်းရှင်းနော်ပန်းစီမီရေချာနေမနှွာရအောင်မြဲတမ်းလုပ်တယ်စိတ်ညစ်နေတဲ့အိမ်သွားကြည့်ပါလားဘယ်ပန်းမှလည်းထူပါမဟုတ်ဘယ်ရေချာမှလည်းရှိပါမဟုတ်တတော်မှာအဲ့ဒါကိုပြပြောတဲ့သူကရှိသေးတယ်မိထွန်းကကြွက်လန်းပြတယ် ်ဆုံးတော့တင်လို့ရှိကျွတ်စားတယ်ပန်းတူတာကကျွတ်တိုက်တယ်လူတွေပြကြံဖတ်ပြီးတော့မဟုတ်မတရားပြောတာတွေရှိသေးတယ်နော်အဲ့ဒါတော့ကိုယ်ရင်내ကတရားတရားရှိပြီးတော့စိတ်ကြည်နူးတဲ့ကောင်းမှုဆိုပဲကောင်းမှုပဲဖြစ်လို့တဲ့နော်နော်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်လို့တဲ့အဲ့တော့အကောင်းဆုံးရာကိုရအောင်ယူဆိုတာတတ်တာ အဲ့ဒီပေါ်မှာခိုင်မအောင်ထားပါဆိုတော့ယုံကြည်မှုဆိုတာပြောင်းသွားတယ်တည်းလွယ်လွယ်နဲ့ပြောင်းသွားတယ်တည်းဒါကြောင့်မလို့အဲ့ဒါကိုခိုင်အောင်လုပ်ပါလို့ပြောစကားသုံးပုံနဲ့မှာလိုက်တာအဲ့ဒါလေးတော့မှတ်တယ်နော်နတ်တွေကသူဒီပုံသွားဆိုတာလူပြေသွားလို့ပြောတာအကောင်းဆုံးရအောင်ရအောင်ယူဆိုတာတရားတရားခိုင်မအောင်လို့ဆိုတာတရားတရားခိုင်အောင်လုပ်ရမယ်ဘာဖြစ်လို့လို့ဆိုတော့ ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေကိုကုသိုလ်ကောင်းမှုလုံးစေတာကဘာလို့လဲဆိုရင်တရားပဲဖြစ်တယ်။ဒါကြောင့်မြတ်စွာဘုရားကတရားနဲ့ပတ်သက်ပြီးတော့ဟောတာရရှိတယ်။အလဝကပိဋုကြီးရဲ့အမေကိုဖြေတော့ငါပါဖြေခဲ့။အလဝကပိဋုကြီးပေးတယ်။လူတယောက်အတွက်အကောင်းဆုံးဥစ္စာပဲဥစ္စာလေ။အမေကိုမေးတယ်။ကတ္တဝဘုရားကဘာလို့ဖြေခဲ့တယ်လဲ။ ေါ်တော်ဘုရားကရောဘလို့ဖြေခဲ့တယ်သူတို့မိသားစုကအလဝကာတို့မိသားစုကကတ္တဘုရားကိုပြီးခဲ့တယ်နော်သူမိပါရီကပြီးတယ်ကတ္တဘုရားကိုကိုးကွယ်ကြတယ်အဲ့ဒီကတ္တဘဗုဒ္ဓကပါဟောခဲ့တယ်လူတယောက်ရဲ့အကောင်းဆုံးပစ္စည်းဥစ္စာတမ္ပူကြည်ပါတော့ပစ္စည်းဥစ္စာဆိုတာပါရောလို့ဆိုတော့တတ္တိတာဝိတ္တံပုရိသတ္တတိတ္ထံ ကောရဝမြတ်စွာဘုရားလည်းအဲ့တိုင်းပဲထပ်ဖြေတယ်เนาะလောကမှာလူတယောက်အတွက်အကောင်းဆုံးပစ္စည်းဥစ္စာဆိုတာတဏှာပဲဖြစ်ပါလေတဏှာရှိလာတဲ့ပုဂ္ဂိုလ်တယောက်အကုသိုလ်ကောင်းမှုတွေလုပ်တယ်ကုသိုလ်ကောင်းမှုလုပ်သည့်အတွက်ကြောင့်ဒီကုသိုလ်ရဲ့အစအဖြစ်ဒီပုဂ္ဂိုလ်ဟာပဲရပဲဖြစ်ဖြစ်ပိုင်ဆိုင်ခွင့်ရသွားတယ်စัจ ජ ဝရီမင်းကြီးဒီစัจ ජ ဝရီ စိတ်စိတ်ဥစ္စာပိုင်သွားရတယ်တဏှာယေခန္ဓာပဲတတိကြီးဒီပစ္စည်းဥစ္စာရသွားရတယ်တရာဟုယေခန္ဓာပဲနော်အလုံးဟာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ရဲ့စိတ်တဲ့ဥစ္စာတွေဟာတရာဟုယေခန္ဓာယေခန္ဓာဆိုရဒီအကြောင်းတစ်ခုတည်းတော့မဟုတ်ဘူးဆိုရပါတော့เนาะလောကမှာ ုသကံကအကျိုးပေးတယ်ဆိုတာရှားရင်ရတာလေကုသကံအကျိုးပေးတာမရှားပဲနဲ့ရနေတာလေကုသကံအကျိုးပေးတာတချို့ကျပဲရှားဘူးကလေးပေါ့စားလေးတတိယအင်းသွားမွေးတယ်သူဘသူကလွန်လိုက်တာဘသူကလန့်ပြလိုက်တာဘသူမှပြတာမဟုတ်ဘူးကံမဲ့လန့်ပြပေးတာနော်မာပြီးတော့တဲကုတ်တဲ့ဝင်မိရင်ဘယ်လိုနေအနည်းတော့ပေးစားရှိမှာမဟုတ်ဘူး နော်အဲ့တော့တထေးရောက်သွားတယ်သူ့မိဘတထေးကစုဆောင်တဲ့ပစ္စည်းဥစ္စာတွေသူ့အလို့လျောက်ပိုင်သွားတယ်မလုပ်ရဘာမှမလုပ်ဘူးအဲ့ဒါမျိုးပြောတာကံဆိုတာကအေးကိုယ်ကကိုယ်ကြိုးစားလို့ရလာတာရောမရှိဘူးလားရှိတယ်သို့တော့ကြိုးစားလို့ရဆိုတဲ့တည်းမဲ့ကံပါတဲ့ပုဂ္ဂိုလ်ရဲ့ကြိုးစားမှုကပိုရတယ်

တီးကြတယ်ဗာပေးတယ်ဆရာကပါလိုက်သေးတယ်။တော့ကန်ကောင်းနေဆိုအဲ့တော့သဘောအရောကိုလုတ်ခဲ့တဲ့ကန်တရားတွေဟာအကြောင်းရင်းနေနေတော့တကယ်ဟုတ်တယ်။နော်အကြောင်းရင်းဒိုင်ဗက်တီးတခုတည်းလားလို့မဟုတ်ဘူး။အကြောင်းအများကြီး။ဒါကြောင့်မလို့ကန်ဟုမူလသမ္ဗုဒ္ဓတို့ဟောပြသည်မှာယဉ်သာရှင်။အင်္ဂုတ္တိကထာဝရတော်မူလာအကြောင်းနေနဲ့ဟောရပါတယ် ပစ္စည်းဥစ္စာရဖို့အတွက်လုံလဝိရိယတို့ပညာတို့ပါရပါတယ်အဲ့ဒါပြောတယ်နော်ကမ္မပါလို့ရှိရင်လည်းဘလို့လုံလဆိုင်ဆိုင်မရဘူးဘလို့ဉာဏ်သုံးသုံးမရတာတွေအများကြီးပဲနော်အဲ့ဒါကိုဆိုလို့ပဲအဲ့တော့အဲ့ဒီကံကောင်းနေတာဘသူကြောင့်လဲလို့မေးလိုက်လို့ရှိရင်တတကြောင့်တတရှိတော့ကုသိုလ်လုပ်ဖြစ်တယ်ပေါ့တော့ပေါ့ကုသိုလ်တွေလုပ်ဖြစ်လာတယ် hidup sini aku tu aku copir. Tak mu, tak ada ku. Ya sabya ga, bisiusa, kau tu bisiusa lu hora. Kau tu lo gama bisiusa ria. Tak ada silu ku tu lu de buguri pai sanya Jauh jauh homo udah tak ada. Tadi soalnya. ဖယားတိုက်တယ်နဂါတိုက်တယ်တက်ကလည်းပေါ်ပါနဲ့တိုက်ကပူစီကြည့်တယ်ကုနော်တိုက်တရားမျိုးစုံပဲအဲ့ဒီမှာဖယားတိုက်ဆိုတာဟိုမမပြေပါပြောနေရှိကြတယ်အဲ့ဒီမိတရားဖယားကြောင်းဆောက်ဖို့တယ်ကိုရစ်စုတရားဒီအတိုက်တရားတော့အဲ့ဒါအတွက်ဟုတ်မှဟုတ်မှာပါကြာစားရပါတော့ပါပါဦးအဲ့ဒါတွေကလူတွေယုံကြည်ကြတာပြောတာနော် န်ရှိလို့ရှိရင်မြည်ကြည့်ကိုနေတဲ့နေရာအောက်မှာရွှေကြော်ရနေတာအဲ့ဒါမှကသဘာဖျားလက်တက်ကရွှေပန်းကုန်ကြီးလှုပ်ပြီးတော့ကသဘာဖျားရဲ့စီရီကိုလှူဒန်းခဲ့တဲ့စတိလာတတိနော်မြို့ရပေးတဲ့အခါကျတော့သူအိမ်ဆောင်မဲ့နေရာတရားရှင်လိုက်တဲ့ကရွှေကြော်ကြီးတွေ့သွားတယ်ရွှေတော်ကြီးတွေ့သွားတယ်လို့ဆိုတယ်အဲ့တောင်ကရွှေတော်ကြီးဖြစ်နေတယ် တကံပေးတာလေကံပေးတာအဲ့ဒါမျိုးပြောတာနော်ငါတို့ကဘသူမှကိမဆိုင်ဘူးပြစ်တာလားသူအိမ်ဆောင်မလို့ရှင်းလိုက်တဲ့အခါကျတော့ရွှေတော်ကြီးဖြစ်နေအဲ့ဒီမှာတော်တော်ကိုချမ်းသာသွားသူလုပ်ခဲ့တဲ့ကုသိုလ်ကြောင့်ဖြစ်တာအဲ့တော့လောကမှာအကောင်းဆုံးပစ္စည်းဥစ္စာဆိုတာတရားတရားပဲဖြစ်တယ် နောက်တစ်ခုမြတ်စွာဘုရားဟောတာတတဘာနဲ့တူတော့မျိုးစေနဲ့တူတယ်မျိုးစေကအလုပ်ပဲနှစ်ခုလုပ်တယ်လေသရစေတွေကဥပမာသရစေတွေရဲ့အလုပ်ကနှစ်ခုရှိတယ်တစ်ခုကဘာလို့ဆိုရင်အောက်ကိုအမြင်စင်တာလေသရစေတွေကစင်တာပဲအပေါ်ကိုအညောင်းကလေးတက်လာပြီးတော့ပင်စည်းဖြစ်တာလေသရစေကပဲဆိုလိုတာကအောက်စင်တယ်ပေါ်တက်တယ် ြေလုံးနှစ်ခုကိုသေစေအလုံးမျိုးစေသည်အလုံးနှစ်ခုလုံးတလို့တရာတရားကလည်းပဲအလုံးနှစ်ခုဖြစ်ပေါ်စေတယ်တစ်ခုကပါတော့သီလဆိုတဲ့အမြင်သီလဟာကုသတရားတွေမှာခိုင်မာကြည်ပွားတာဖြစ်လို့သီလကအမြင်နဲ့တူတယ်နော်သမထဝိပဿနာဆိုရဲအထက်ကျင့်စဉ်နေကြတော့ပင်စီနဲ့တူတယ်။ဒါကြောင့်မို့ တတာဆိုတဲ့မျိုးစေ့တွေရှိလာရင်သီလာလည်းစောက်တည်တယ်တပ္ပတာဝိပဒနာဘာဝနာလုံးလုံးလဲလုံးတယ်လို့သူတို့ပြောတာဆိုလိုတဲ့အဓိပ္ပာယ်အဲ့ဒါမျိုးစေ့တွေတစ်ခုကပဲဖြစ်ပေါ်နေတာနော်အဲ့ဒါကြောင့်တတာတတာပိစံတတာဒီမျိုးစေ့တွေတူတယ်တတာဟတ်တော်တတာတရားလက်နဲ့တူတယ်လို့ဟောတယ် တဲ့ဒုက္ခသာကြည့်ပါလားလက်မောင်းရင်အနေပြက်ပြန်နေတယ်ဓမ္မတစ်ခုတွေ့ပါတဲ့ကောင်းကောက်ဖို့ခက်ခဲတယ်လက်ပါတဲ့ဒုက္ခသာကောက်ယူလို့ရတာဟုတ်အဲ့တော့လက်ဟာယရဏပစ္စည်းတွေကိုကောက်ယူတဲ့နေရာမှာအကောင်းဆုံးဖြစ်တယ်လို့ပဲတရတရားဟာလေကုသိုလ်တွေကိုရယူတဲ့နေရာမှာအကောင်းဆုံးဖြစ်လို့တနေတူတယ်လို့လည်းဒီလိုဟောတယ် သူတို့ကောင်ဥစ္စာတွေတဲ့မှာလည်းတတ်တာပါတယ်လူကျင်နာကိုအလုံးရစေနိုင်တဲ့သုတော်ပြေတရား၅ပါးတဲ့မှာလည်းတတ်တာပါတယ်နော်အဲ့ဒီတတ်တာဟာဒီကနေ့ကုသလုပ်ကြတယ်ဆိုတာတတ်တာရဲ့ဥစ္စာမှုပဲတတ်တာရှိလို့ကုသလုပ်တာပစ္စည်းရှိလို့ကုသလုပ်တာမဟုတ်တတ်တာရှိလို့လုပ်တာနော်တတ်တာမရှိရင်ဘယ်လောက်ရှိရှိ pero bablu we belau be chanda chanda te bya ma yo kha ma bu tara chi tara ma chi tada chao bu lu ku tu ka bu lu cha to du we tara ni a si ma ti da sao ni de tara ni a si ma ka ba tham ba wa na lu de de ta chao mu tara ni a ha em na ma yi chi de lu ya sao ya ga ho ra tau da ne ku ma ba lu ho ru သီလံယဝစကတာတုတတ္တသာတုပဋိဋ္ဌိတာသီလာတော့တသလုံးရှိရမယ်တသက်တာလုံးစောင့်တရပါကသီလကိုယ်ရင်ထဲမှာအခိုင်မာတိဆောက်ရပါကတတ္တပဲနော်ကိုယ်ရင်ထဲမှာအခိုင်မာရှိနေရမှာတတ္တဘယ်ဘဝမှာမဆင်းရတော့တတ္တရှိနေလို့ရှိရင်အဲ့လိုဆိုလို့ကုသိုလ်ကောင်းမှုကိုရှာကြံပြီးတော့လုပ်နေတာ ne pate viro ja so ja hore. Ja ta pati re de ta ta de hi. Lu re ka ma. Pe po ku lu ya ma le. Pe ni ya lu ya ma le. Lu ya ni ya re mya i si re pa ke ma. Ja sa vya ba horo so. Pa psi piro so. Ko chi nyo re ni ya lu re. Pa ulo ro so e. လူတဲ့တန်တဲ့ကံကမစိတ်ကြည်လူဘွားရဲ့ကြည်တယ်စိတ်ညစ်ပြီးတော့မလူနဲ့စိတ်ညစ်စိတ်ပျော်ပြီးတော့စိတ်ရတဲ့တန်တော့လူရတယ်ဘာပဲလူလူနော်အဲ့တော့ကိုစိတ်ထက်မြက်တဲ့နေရာမှာလူလူသူတို့ဆိုတယ်အဲ့ဒါလည်းတတ်တာကိုဦးတီပြောတာဟုတ်ပြီညမလူပြိုးတွေကတော့ခေါ်စရာမလိုတော့တရာတော့ရှိကြတယ်လို့ထင်ပါတယ်သို့တော့တတ်တာကိုဒီတိုင်းလွတ်တာလို့ရှိရင် တတကအကုန်လုံးအကောင်းကြီးဖော်ဆောင်သလားလို့ဆိုတတကြောင့်လွယ်မှာသွားတာနေတဲ့ရှိသေးတယ်နော်အဲ့တော့မလိုရတော့တတကိုပညာနဲ့ဆောင်ရမယ်ပညာနဲ့ထိကြောက်ပေးရမယ်ပရမထသခုဆိုတဲ့ကျမ်းကိုရေးတဲ့ဒီပေရင်ဆရာတော်ရေးစာရှိတယ်အဟောပြောစာရေးတာတူတူတောက်တောက်နေ လူတိုင်းနားလည်အောင်ရေးတတ်တယ်အဲဆရာတော်ကြီးစောက်တယ်ပဲပါရေးတာတတ်တာကိုပညာစောက်မှလမ်းဖြောင်းသည်ပညာကိုတတ်တာစောက်မှလမ်းဖြောင်းသည်အပြန်နဲ့နှစ်ခုနော်တတ်တာကိုပညာကထိပညာကိုတရာကထိအဲ့ဒီနှစ်ခုဟာတစ်ခုနဲ့တစ်ခုထိန်ကြောက်မှုရှိရမယ် ထိန်ကြောက်မှုရှိမှဒီနှစ်ခုအလံဖြောင်းတယ်။အဲ့တော့ကြည့်ပဲဆိုရင်ပညာတတကောင်းတဲ့လူပြောပေးမယ်လို့တတမရှိလို့ရှိရင်အဲ့ဒီပညာလည်းမဖြောင်းဘူး။နော်။ပညာတော့ရှိတယ်တရားမရှိဘူးဆိုရင်လည်းမဖြောင်းဘူး။နောက်တစ်ခါပညာတရားတော့ရှိတယ်ပညာမရှိဘူးဆိုလို့ရှိရင်လွယ်မှားသွားတယ်။အလွယ်မှားရဖြစ်တတ်တယ်။ဒါကြောင့်မို့လို့ပလိုက်ဖေးစား အင်္ဂလိပ်စကားတလုံးရှိတယ် private မျက်ကန်ယုံကြည်မှုဆိုတာပြညာမဲ့တဲ့ယုံတရားလို့ပြောတာနော် private private လို့ပြောတယ်လို့ပဲယုံကြည်ချက်ကိမဲ့တဲ့ပညာသမားကလည်းပဲပတ်ဖြစ်တတ်တယ်အဲ့ဒီလူဟာကောက်ကျစ်တဲ့လူဖြစ်သွားတယ်အရာရာမှသူဟာပညာနဲ့ပဲစဉ်းစားပြီးတော့ သရပပသည်အတွက်ကြောင့်သူပြောသည်များတွေကောက်ကြည့်ပေါင်းလုံးနော်မပြည့်တဲ့ဓာတ်တွေဖြစ်အထင်ရောက်မဲ့ပြီးတော့ဖြစ်ကုန်ရှိပါတယ်လေရီဆရာကြီးရဲ့ပြပတ်ကြောင့်လဲဆိုအဲ့လိုမျိုးတွေကိုပြောတာပညာတော့တတ်တယ်ပညာတတ်ပြီသရတရားမရှိသည့်အတွက်ကြောင့်သူကအေးကုသိုလ်ဆိုတာစိတ်ထဲမှာဖြစ်တာဘယ်လိုလှူနေကြမလို့ no sei de va de ti la ale sei cả di ca ve su ro sei de ave ti la sa lo de lo de da di mlo bu era chao ne lo kho de be ya ve phi phi kai cái cái lo lâu me ke sa kai ga miao lo a me wo si ga miao lo a me ke sa wo si ga miao a mà mo no cái ne a ya ga dai pi da mo ho bu no ya ga dai phi da mo no. era u le mo no. ka me de စိတ်ထဲမှာဖြစ်ရင်ကောင်းတယ်ဆိုတာစိတ်ထဲစိတ်ကအတ္တိကဆိုပြီးတော့ဘာမှလုံးဆရာမလို့ဘူးစိတ်စိတ်တိုင်းထားဆိုတာမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒါဟာပရိကန်နဲ့လို့ခေါ်ကောက်ချစ်တဲ့လူတယောက်ဖြစ်သွားတတ်တယ်အဲ့ဒါကြောင့်မလို့တရားဟာကောင်းတယ်သို့တော့ပညာရဲ့ထိန်ချုပ်မှုအောက်ရှိရမယ်စဉ်းစားမှုရှိရမယ် ပညာဟာလည်းကောင်းတယ်တရရဲ့ထင်ကြောက်မှုအောက်ပါရှိရမှာဆုလိုရကဒီနှစ်ခုသည်ခြေခွင်ညာနဲ့တူတယ်တရနဲ့ပညာဟိုဘက်ဒီဘက်ကြီးများနေရမယ်အဲ့တော့ဘသူကထိမ့်လို့တတိကထိမ့်လို့တရနဲ့ပညာညှိပေးတာဘသူညှိပေးတော့တတိထားတာငါပြောတာတွေငါပြောဆိုတွေငါယူဆတွေအလုံးနေပြီလားစင်သာပညာကိုစင်သာနော် သရာတရားကလုံလုံနေသလားစဉ်းစားအဲ့ဒီနှစ်ခုစဉ်းစားပြီးအသိပညာနဲ့လှုပ်တင်လှုပ်တိုက်တာလှုပ်ရမယ်နော်စိတ်ဝင်စားတိုက်တဲ့နေရာမှာစိတ်ဝင်စားရမယ်သရာတရားဖြစ်တဲ့နေရာမှာဖြစ်ရမယ်ပညာနဲ့ထိကြောက်ရမယ်အဲ့ဒီနှစ်ခုကိုထိညှိထားပြီးဆိုလို့ရှိရင်လူဟာဘယ်တော့မှအရှုံးမပေါ်ကောင်းဆုံးဖြစ်နိုင် ဒါကြောင့်မို့လောကမှာအရေးကြီးတဲ့အရာနှစ်ခုလို့ပြောရမှာဖြစ်တယ်။ပစ္စည်းဥစ္စာပေါ်များပြီးဘဝမှာအဆင်ပြေဖို့အတွက်တရားရှိရမယ်။ရလာတဲ့ပစ္စည်းကိုစနစ်တကျသုံးစွဲတတ်ပြီးတော့အကျိုးရှိရှိနေတတ်ဖို့ပညာရှိဖို့လိုအပ်တယ်။အဲ့ဒီတရားပညာနှစ်ခုစုံအောင်တတိထားရမယ်။ဒီလိုဆိုလို့ရတယ်နော်။ဒါကြောင့် အကောင်းဆုံးမြတ်စွာဘုရားဟောတဲ့ဘဝမှာအကောင်းဆုံးဥစ္စာဆိုတာတရားကိုခေါ်တယ်လို့ဆိုတာမှတ်သားပြီးတော့ကိုယ်ရင်ထဲမှာရှိနေတဲ့သရတရားတွေပဲပြအောင်ဒိဋ္ဌိဆော့ပဲသူသရတရားကိုလည်းလုံးမသွားအောင်ပညာနဲ့ထိသိရမယ်သူပညာရုပ်ပြစင်မြင်မဖြစ်အောင်သရနဲ့ပြန်ထိရမယ်တရပညာနှစ်ခုစုံညီပြီးတော့အလုံးလို့သွားမယ်စေ ဘဝမှာတတ်မှုရှိတဲ့ဘဝဖြစ်ပြီးနောက်ဆုံးနိဗ္ဗာန်တည်းအောင်မြတ်မောပြုနိုင်တယ်လို့မှတ်သားပြီးစူးစမ်းအားထုတ်နိုင်ကြပါစေ